ယ်လို့မပြောဘူးကို့ဝါဒနဲ့မတူတိုင်းရန်သူလိုက်လို့လို့မရရှင်းလားသဘောပေါက်သလားအဲ့တော့တရားကိုအလေးအမြတ်ပြုတ်တတ်ဖို့လိုအပ်မလိုအပ်တချို့ကတက်ရိုက်ပြောတာရှိတယ်၊ခွဲရကပြောတာရှိတယ်။အမလေးဥဒုမင်္ဂလာပြန်ငါတို့လုံးလုံးမကြိုက်ဘူး။ကိစ္စမဖြစ်ဘူး။ No problem လား။ တယ်ပြောတယ်ရှင်မြတ်တရားတော့တပည့်တော့လုံးဝနာမရဘူးဖြာကြီးသာဓုသာဓုဟောဘုန်းကြီးဘာလို့သာဓုအိုးဖျားမြတ်စွာဘုရားရှင်ရဲ့တရားတော်နားမခံနိုင်တဲ့လူတွေတပုံးကြီးနားလို့ငမြောက်ငချောက်တရားတင်ကဒီလိုလာပြောတာကိုယေရှုတင်နေနားခံသာသူအောင်ငါစူးစမ်းပြီးဟောမယ်ဟုတ်ပြီနော်လူတိုင်းကြက်ရမယ်လို့မပြောဘူးကိုယ်ဝါဒနဲ့မတူတိုင်းရန်သူလိုက်လို့လို့မရဘူး ချင်းလားသဘောပေါက်သလားအဲ့တော့တရားကိုအလေးအမြတ်ပြုတ်တတ်ဖို့လိုအပ်မလိုအပ်အောင်မြန်မာနိုင်ငံတော်ဝန်လုံးဦးဇင်းအခုနိုင်ငံတရားဟောတဲ့အခါကျမေးကြည့်တယ်မင်းတို့ကိုယ်ွယ်စရာ ရှိသလားဆိုရှိတယ်။ဘာတွေလဲဆိုဘုရားတရားတန်ခါဘုရားမေခါတောင်ထောက်လိုက်တယ်ဘုရားတရားတန်ခါဘုရားလောကမှာဘုရားထက်ကြီးကျယ်မြင့်မြတ်တာတရားထက်အယိုအသေးပြုတ်ထိုက်တာတန်ခါထက်ကျေးဇူးများတာရှိပါဘူး ဆိုတော့ဖြင်းရင်ဒီလိုဖြင်းရမယ်။ဘုရားယရနာတရားယရနာတန်ခါယရနာပါဘုရား။ရည်ရွယ်ချက်မရှိပဲဥတီချက်မရှိပဲအလုံးလုံးနေရတာနဲ့ဆိုင်ရင်ပန်းနိုင်ရှိဖို့လိုအပ်မလို့ပါ။သီးခံမယ်။ဘာကိုသီးခံမလဲ။လောကရန်၈ပါးကိုလာဖို့လာဖို့စီးပွားလာလာပါတွေတိုးတက်ကြီးပွားလာပြီဆိုရင်အဲ့ဒီကြီးပွားတဲ့လူတွေကြီးလိုက်။ဘာဖြစ်တတ်တော့ ွားလေးနည်းနည်းဖြစ်လာရင်လင်ငါဖောက်မယားကဖောက်ဒီနေ့ချဲပေါက်မနဲ့ပြန်ပြရဆိုင်ရောက်ဟမ်ဟုတ်လားမဟုတ်ဘူးလားလင်ငါလင်ငယ်နေမယားကမယားငယ်နေသတ်စဉ်းစားပါခင်ဗျားတို့အုံနောက်ထဲနှလုံးသားတွေကိုရောက်စီခြင်းလားလက်လာပါပေါ်ကျွယ်ဝလာရင်ကိုချင်းတရားတွေ မြက်လာကြတယ်ဒါထုံးစံပဲဟုတ်ကလားသီလပြည့်တယ်သမာဓိပြည့်တယ်ပညာပြည့်ကိုချင်းတရားလို့တလုံးနဲ့ပေါ်ပြောလိုက်တာကသီလပြည့်ပြီဆိုကြတဲ့ကသမာဓိရှိသေးလားရှိပါဘူးတို့ကသီလပြည့်သူတယောက်ကိုပညာရှိပါလို့ဆိုလို့မြတ်စွာဘုရားတခွန်းနဲ့ပြောလိုက်တယ်အသုတ်တသီလောဒုတ်ပညောသီလမစင်ကြယ်ဘူးဆိုမှတော့ပညာမရှိလို့ကွာတယ် ယောက်ျားတွေကပို့ပြီးတော့သတိရှိရမယ်ဝရိယရှိရမယ်တိမ်ဖြင်းပေါ်ပြင်းယုံညံ့တဲ့ယောက်ျားမဖြစ်စေနဲ့ယောက်ျားမှရင် လုံးလဝရိယရှိရမယ်ယောက်ျားဘက်ကမှားတာငါသိမှခံမလို့ဟုတ်ပလားဘယ်သူစကားလဲယောက်ျားဟာမိမတွေထက်သတိပိုရမယ်ဝရိယပိုထက်တန်ရမယ်ပညာဉာဏ်ကြီးမားရမယ် ဒါကြောင့်ယောက်ျားဘုံကံရှိလို့ကိုယောက်ျားဖြစ်တာဟုတ်ပြီနော်ဟောပါမလို့ပါနဲ့ဘုသူဆုံးပါလေဘုသူမင်္ဂလာစကားလားဟုတ်ပါဗျာ။ဦးစင်းအကြိုက်ပြောနေတာလား။ဟုတ်ပါဗျာ။အချို့ကဥဒုမင်္ဂလာစကား။ဥဒုမင်္ဂလာတရားအရှင်ဘုရားတရားတွေပြောအကြားရတာ။ဥဒုမင်္ဂလာကဘယ်လိုဟောတာလားသိတယ်။ လေ့လာကြည့်လိုက်သူဥသူမင်္ဂလာဟောတဲ့တရားထဲမှာမြတ်စွာဘုရားအဆုံးအမနဲ့မညီတာခုအာဘောနုတရဘာမှထင်မထားဘူးရှင်းလားဒါကြောင့်ခင်ဗျားတို့ကိုတတ်သိပြုနေတာလောကမှာဆရာဝန်တစ်ခုပဲပညာတတ်လို့ထင်နေတာတော်တော်အောက်တန်းကျတဲ့ပမာပြေဖို့ဗျာဆရာဝန်ဖြစ်သွားရင်လည်းမင်းလောကမှာသူတက်တော်တယ်လို့မရှိသလို့ ဘာမှမဟုတ်ဆေးတောင်ဖြောက်အောင်ကုရတဲ့ကောင်တွေမဟုတ်ဘူးသဘောပါလားမဖြောက်ဆိုသူတို့တိုင်ကံကကုနေတယ်သူများကလည်းတခြားစီဘယ်အားမှအစင်မမီဘူးတော့ပြောတော့ပြောဘာမှပြပညာရှိရတော့အချောင်းပြောရင်မချိုက်ဘူး ချက်ချင်းအပန်းဝင်သွားတာတာကြောက်ကြောက်ကောင်းစီခြင်းလို့ပြောပြောမှမသိဘူးသူကစင်ကြီးလဲဖို့တော့နော်နိုင်ငံတကာကအကျူးကူညီပေးမယ်ဆိုလို့မလို့ငါတို့တို့ကသရေကောင်းနေဘာလို့ရှိတဲ့ပစ္စည်းနဲ့ဖြစ်တယ်လို့လုပ်နေရတာကိုတို့ကသရေကောင်း